မင်္ဂလာပါဆီယန်နိုင်သတင်းဌာနရဲ့2025ခုနှစ်အပိလ17ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ NASA ကဟာရွေးကောက်ပွဲကိုအရင်ကစီစဉ်ထားတာထက်အထုတ်လိုက်ခွဲပြီးကျင်းပနိုင်ခြေရှိတယ်လို့နိုင်ငံရေးပါတီတွေကတုံ့တက်ပြောဆိုလိုက်တဲ့သတင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ကုန်သွယ်ခွန်တိုးမြင့်ကောက်ခံမှုတွေကိုယာယီဆိုင်းငံ့ခဲ့တယ်ဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့ NASA ကဟာရွေးကောက်ပွဲကိုအရင်ကစီစဉ်ထားတာထက်အထောက်လိုက်ခွဲပြီးကျင်းပနိုင်ခြေရှိတယ်လို့နိုင်ငံရေးပါတီတွေကတုံ့တက်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလေးပေးကြောင်းနာဆကဟာရွေးကောက်ပွဲကိုအရင်ကစီစဉ်ထားတာထက်အထုတ်လိုက်ခွဲပြီးကျင်းပနိုင်ခြေရှိတယ်လို့နိုင်ငံရေးပါတီတွေက CNN သတင်းဌာနကိုပြောပါရယ်ရွေးကောက်ပွဲကို၄တုပ်ခွဲပြီးကျင်းပမယ်လို့ရည်ရွယ်ထားပေမယ့်အခုမှငလင်ပေးထပ်မံပေါ်ပေါက်လာတဲ့အတွက်၄တုပ်နဲ့ခွဲပြီးကျင်းပဖို့မလုံလောက်ရင်၅တုပ်ခွဲကကျင်းပနိုင်ကြောင်းအမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒုက္ခရဥထောင်ကျော်က CNN သတင်းဌာနကိုပြောပါရယ် ဒီရက်ောက်ဝဲရွှေဘိုးကတော့အခုလက်ရှိနေထားပါတော့လက်ရှိနေထားရကတော်တော်လေးအချိန်လေးကတော်တော်ဆိုးသွားတဲ့ခါကျတော့ဒါမျိုးများဖြစ်မလာဘူးသို့ပေမဲ့ဘိုးဘက်ကလုံးဝမရွှေဆက်လုပ်သွားမယ်ဆိုတာကြားရတယ်ပေါ့နော်ဒီအတော်အတွင်းမှာကျွန်တော်တို့2025ရဲ့ဒီဇင်ဘာလောက်ဆိုလို့ကျန်ကျွန်တော်တို့ recover တော်တော်များဖြစ်နိုင်မလားဒါဟုတ်ဖြစ်အောင်လည်းကျွန်တော်တို့ကြိုးစားရမှာပေါ့လုံးလုံးမဖြစ်ဘူးဆိုတော့လည်းဒါရွှေတာတော့ရွှေတဲ့တော့လည်းရွှေရမှာပေါ့လေဟိုရက်ောက်ဝဲတကယ်ကိုလောက်ရထက်နေတဲ့ဟာမျိုးကတော့ရွှေရွှေရွှေ ရွှေ့ရမှာဗောနော်ဒီစမှာတတိယပတ်ရဲ့ဒုတိယပတ်ရဲ့ဇန်နဝါရီပထမပတ်ရဲ့ဒုတိယပတ်ရဲ့၄တုပ်လောက်ဖွဲ့ပြီးကျင်းပမယ်လို့နဂိုကြီးကရည်ရွယ်ထားတာဟုတ်နဂိုကြီးကရည်ရွယ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အစိမတော်ကတော့ကျွန်တော်တို့ရဲ့ငွေကြီးအချိန်နေစည်းရေးချိန်နေဒီတွင်ရဲ့အချိန်နေရတယ်လို့သုံးသပ်တာဟုတ်နော်ဒီလိုဒီလိုသွားပြန်လို့ပြောထားခဲ့တော့ခုကငလင်ဘေးတစ်ခုထပ်ပေါ်လာတယ်ကြောင့်မလို့ဒီငလင်ဘေးကြီးလည်းခုနကလိုပဲ၄တုပ်ခွဲတာနဲ့မလောက်နဲ့၅တုပ်ခွဲပေါ့ မြန်မာနိုင်ငံမှာအထွေထွေရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလမှာကျင်းပသွားဖို့အစီအစဉ်ထားကြောင်းနာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေအောင်လိုင်က2025ခုနှစ်မတ်လ9ရက်မှာဘယ်လာရုသမ္မတလူကာရှန်ကိုနဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။အဲ့ဒီအပြင်လာမယ့်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မယ်နိုင်ငံရေးပါတီတွေအနေနဲ့နိုင်ငံရေးပါတီတည်ထောင်권ကိုမေလ9ရက်နောက်ဆုံးထားလျှောက်ရမှာဖြစ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က2025ခုနှစ် AP 10ရက်မှာကြေညာခဲ့ပါတယ်။ရွေးကောက်ပွဲကိုအချိန်ချင်းကျင်းပနိုင်ပြီးပြည်ပခါလီနဲ့တဘာဝဘီရဲ့နေရာကြောက်ရောက်တဲ့နေရာတွေကို ရှောင်ပြီးတည်ငြိမ်အေးချမ်းမှုရှိတဲ့ဧရိယာတွေကိုဦးစားပေးကျင်းပနိုင်ကြောင်းရခိုင်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအေးမောင်က CNN သတင်းဌာနကိုပြောပါရယ် 你搞物业的，我指望农民。阿里，你搞过来，今年底底下那么多钱啊，我们咋看它啊？不是轻轻利利，肩膀，肩膀还干嘛？虽然说要吃点，但你要是你搞物业的，阿点点都能解决个物业股，隆隆隆隆股呀。第二样是弄肩膀上的，第二样是工资的肩膀的嘛。还有土地啊，土地啊，土啥啥都解决，工资的生生下来都嘛拿嘛不？反正弄弄，但是你搞物业的，阿点点不都够钱啊？一个月的，可能啊，十多，他那块一个月都够，一大多，少也困难。 你可不要离了那个小孩，你知道，如果他离开，我只怕我再也见不到他。那你可有想过，你已经结婚，谁都看不起你，你知道吗？所以，千万别为了小孩而吵架。那么，你可不要贪恋儿女们。 လက်ရှိမြန်မာနိုင်ငံမှာငလင်ပေးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့စစ်ပေးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ရှိနေတယ်လို့စီးပွားရေးကြဆင်းမှုပြန်လည်ဦးမှုရေးကြိုးပမ်းဖို့လည်းလိုအပ်နေတာကြောင့်2025ခုနှစ်အတွင်းရွေးကောက်ပွဲကျင်းပဖို့မှာမလွယ်ကူတော့ကြောင်းထောက်ပြကြပါတယ်။နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကတော့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာလတတိယပတ်မှာ2026ခုနှစ်ဇန်နဝါရီလဒုတိယပတ်အတွင်းကျင်းပပြုလုပ်ဖို့ရာထားပြီးရွေးကောက်ပွဲအထမြောက်တဲ့အစဉ်ကိုဦးစားပေးပြီးမြောက်အောင်ဆောင်ရွက်မှာဖြစ်ကြောင်း2025ခုနှစ်မတ်လ3ရက်နေ့မှာနာဆာကကောင်စီအစည်းအဝေးမှာပြောကြားခဲ့ပါတယ်။အခြားတစ်ဖက်မှာလည်း ်မြန်မာတပ်မတော်နဲ့နာဆာကကိုဖျောက်ချရေးလက်နက်ကိုင်အင်အားစုတွေကကြိုးပမ်းနေတယ်လို့နာဆာကကျင်းပမဲ့ရွေးကောက်ပွဲကိုမပြတ်ပြတ်အောင်ဖျက်မယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။အဲဒီအပြင်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်မှုအတွက်နိုင်ငံတော်ဝန်ဖြစ်ပွားနေတဲ့လက်နက်ကိုင်ပြည်ပခါတွေခြုံငိပြီးတည်ငြိမ်အေးချမ်းမှုလိုအပ်ကြောင်းလည်းနာဆာကဥက္ကဋ္ဌဘိုးချုပ်မူကြီးမေအောင်လိုင်က2025ခုနှစ်ဖေဖော်ဝါရီလ20ရက်မှာကြာရောက်တဲ့89နှစ်မြောက်ချင်းမျိုးသားနေ့ကိုပေးပို့တဲ့တဝန်လာမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာနာဆကရဲ့အုပ်ချုပ်ရေးရန်နေရာမရှိတဲ့အတွက်မွတ်စလင်ဒုက္ခသည်တွေနေရပြန်နိုင်ရေးကိုနာဆကအနေနဲ့လက်ခံရေးလုပ်ငန်းစဉ်တွေမလုပ်ဆောင်နိုင်တဲ့ကြောင်း PNLO NCS ကဥက္ကဋ္ဌဘူမူကြီးခွန်ကာကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာနာဆကဘက်ကအုပ်ချုပ်ရေးရန်နေရာတွေမရှိတဲ့အတွက်မွတ်စလင်ဒုက္ခသည်တွေနေရပြန်နိုင်ရေးကိုနာဆကအနေနဲ့လက်ခံရေးလုပ်ငန်းစဉ်တွေမလုပ်ဆောင်နိုင်သေးဘူးလို့ NCA ထုတ်ထားတဲ့ပအိုးမြတ်လူမျိုးရေးအဖွဲ့ချုပ် PNLO NCS မှာ ဥက္ကဋ္ဌဘုံမူကြီးခွန်ဥက္ကာကစီရင်တဲ့သတင်းဌာနကိုပြောပါရယ်။နောက်ဆက်ကဥက္ကဋ္ဌဘုံကျုံမူကြီးမေအောင်လိုင်ရဲ့ပြီးခဲ့တဲ့ဘန်ကောက်ခီးစင်မှာမွတ်စလင်ဒုက္ခသည်တွေနေရပြန်ရေးကိစ္စနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံသားရဲ့ဝန်ကြီးနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အကြီးကမိုဟာမက်ယူနုရဲ့အစ်မမြင့်ကိုစလေဒေါက်တာခါလီလာရာမန်တို့ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။လက်ရှိမှာငလျင်ကြောင့်ပြန်လည်ထူထောင်နိုင်ရေးလုံလောက်တဲ့ငွေကြေးမရှိနေတဲ့အပြင်ရခိုင်မြောက်ပိုင်းကိုအရခတ်တော်အေးကအုပ်ချုပ်ထားတဲ့အတွက် မွတ်စလင်ဒုက္ခသည်တွေနေရပြန်ရင်နတ်ဆက်ကအနေနဲ့မလုဆောင်နိုင်ဘူးလို့ NCA ထုတ်ထားတဲ့ပအိုးမြတ်သားလူမျိုးရေးအဖွဲ့ချုပ် BNL NCAS မှဥက္ကဋ္ဌဘူမူကြီးခွန်အုပ်ကာကစီရင်တဲ့တည်င်းဌာနကိုပြောပါရယ်။မလုဆောင်နိုင်ဘူး။အခုသူပြန်လက်ဆောင်နေနေဘယ်လိုလက်တော့မှရှိတယ်နံပါတ်၁။ကုန်ကြစိတ်ဘယ်လိုထုတ်မလဲနံပါတ်၂။အဲသူကလက်ဆောင်ဖို့အတူတူရှိတယ်ဆိုရင်လက်တွေ့လို့ဘောကမိကုန်းနေရရှိတယ်ပဲ။အခုကျွန်တော်ငလင်းတာတော့မှပြန်လဲထူတော်မို့ငွေမှမရှိပါဘူး။ အဲ့ဒီလူတပိတ်ရှိပေါင်းပြန်လက်ခံမလို့ရလဲနဲတဲ့တုတယ်မှာမဟုတ်ပဲအဲ့ဒါကိုဘယ်သူထုတ်မလဲအဲ့ဒါအဲ့ဒီပြဿနာရှိတာပေါ့နောက်တော့ပြန်လဲဆယ်ဆောင်ပြီးတော့ပြန်လဲချသားတာကိုလည်းတပည့်အင်အားစုကချမှတ်ရတယ်အဲ့ဒါမျိုးကကျွန်တော်တို့ဒီကိုယ့်အကူသားပယ်လို့လည်းမရဘူးအုပ်ရှိနေတဲ့အုပ်ချုပ်နေနေချိန်တင်တဲ့အဖွဲ့ကြီးတွေကလည်းလုံးလုံးမရဘူးပြန်သွားတဲ့လူတွေကနောက်ပါတဲ့ကုန်တဲ့ကရှိရမယ်နောက်ပါနဲ့အဲ့နေရာတကြပြန်နေထိုင်နိုင်ရမယ် နံပါတ်3ဘွားရှင်ပါနိုင်ရမယ်။ဒါမှပြန်သွားတယ်လို့ခေါ်တာဟုတ်။အားလုံးလုတ်ပြီးမှနောက်ပြန်တယ်လို့ခေါ်တာဟုတ်။ကြာလေနေရာခြားသားတယ်လို့ခေါ်။အဲ့ဒါလည်းမပါဘဲနဲ့ဟိုပြေးလိုက်ဒီပြေးလိုက်အထုတ်ကုန်းပေါ်ရွတ်တော့သွားနေတာဟုတ်တာနိုင်ငံတကာပုံစံမှမဟုတ်ပဲ။အဲ့ဒါကြောင့်ပါ။ဟော။မလုံနိုင်ကြပါဘူး။အခုရှင်နေမှာအပြောပဲဖြစ်တယ်သဘောတူတယ်ပြောတယ်မလုံနိုင်ပါဘူး။တင်္ဂလာတဲ့ဆိုရလည်းမလုံနိုင်ဘူး။နော်လက်ရှိရခိုင်ဖွဲ့စည်းလည်းမလုံနိုင်ဘူး။ကျွန်တော်သင်တဲ့ဒီ အစီအစီလည်းလုပ်နိုင်မဲ့အလားအလာမရှိပါဘူး။နောက်ဆက်ကနေဘင်္ဂလားဒေ့ရှ်တို့အကြာဆွေးနွေးမှုမှာတော့ထွက်ပြေးတိမ်းရှောင်သွားတဲ့မွတ်စလင်ဒုက္ခသည်တွေထဲကမှဘယ်သူဘဝဖြစ်ကြောင်းစစ်စစ်အတည်ပြုထားနိုင်တဲ့အရေးအတွက်ပေါင်းတသိန်းရှစ်တောင်းရှိတယ်လို့မြန်မာဘက်ကဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကိုအသိပေးခဲ့တာပါ။အဲ့ဒီပမာဏဟာ2018ခုနှစ်ကနေ2020ခုနှစ်အတွင်းဘင်္ဂလားဒေ့ရှ်အစိုးရကမြန်မာကိုအုပ်စု6တုပ်ခွဲပြီးတင်ပြခဲ့တဲ့မွတ်စလင်၈သိန်းထဲကမှတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းလည်းသိရပါဗျ။နောက်ထပ်လူဦးရေ9000ကိုလည်းအပိသက်စစ်စစ်နေဆဲဖြစ်ကြောင်း တပ်ပုံတွေနဲ့အထောက်အထားအသေးစိတ်အချက်လက်တွေကိုပြန်လည်သုံးသပ်ဖို့ကြံတင်သေးကြောင်းလည်းသိရတာပါ။ဒါကြောင့်နေရက်ပြန်ပို့ရေးအမှန်တကယ်လှုံ့ဆော်ခဲ့တည်ရှိသောတရားဝင်စီစစ်အတီးပြုရသေးတဲ့ပမာဏ3800ကိုသာမြန်မာဘက်ကဥစွာလက်ခံမယ်အနေအထားလည်းဖြစ်ပါတယ်။အဲ့ဒီလိုမျိုးမွတ်စလင်ဒုက္ခသည်တွေကိုနေရက်ပြန်ရေးအတွက်လူဦးရေအတည်ပြုခဲ့ကြတာဟာနိုင်ငံရေးအရသဘောတူညီမှုတစ်ခုလို့သာသုံးသပ်တယ်လို့တင်ကောက်မဟာဗျူဟာလိလာရေးအဖွဲ့မှဒရိုက်တာဦးသိန်းထွန်းက CNN သတင်းဌာနကိုပြောပါရယ်။အဲ့ဒီအပိုင်းကတော့ဒါနိုင်ငံရေးကကျွန်တော်တို့က ါပဲဒီတစ်ခုလို့ဆိုတော့တက်တာလက်ရှိဆိုင်ကလက်ခံဆိုတော့ဘယ်နည်းအားနဲ့လက်ခံမှာလဲပေါ့ဒီဆိုင်မှာကြတော့ဒီနည်းအနေနဲ့တော့အသေးစိတ်တင်ထွက်ကြတယ်ဆောင်းရတယ်လို့ဆိုတာမြန်မာနိုင်ငံရခိုင်ပြည်နယ်မှာပြီးခဲ့တဲ့2018ခုနှစ်ကပဋိပက္ခတွေကြောင့်ရခိုင်မြောက်ပိုင်းရှိမွတ်စလင်ဒုက္ခသည်တွေအစုလိုက်အပြုံလိုက်ထွက်ပြေးခဲ့ရပြီးနောက်ကုလသမဂ္ဂနဲ့နိုင်ငံတကာကနေရပ်ပြန်နိုင်ရေးကိုတိုက်တွန်းနေခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လအတွင်းဘင်္ဂလားဒေ့ရှ်မွတ်စလင်ဒုက္ခသည်စခန်းကိုတွားရောက်ခဲ့တဲ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဂူတာရက်စ်ကတော့ သူတို့တွေနေရက်ပြန်နိုင်ရေးအတွက်အေးနဲ့တွေ့ဆုံဆွေးနွေးစကားပြောဖို့လိုအပ်တယ်လို့ယုံကြည်ကြောင်းထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ပြည်ပခါကိုအရှင်လျှော့ချရမယ့်အချိန်ဖြစ်တယ်လို့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Mrs. Julie Bishop ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာငလျင်ပေးကြလူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေတဲ့အတွက်အခုပရိပခောက်ကိုအချိန်လျှော့ချရမယ့်အချိန်လို့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Miss Julie Viro ကပြောပါရယ်ကုလအထူးကိုယ်စားလှယ်ဟာမြန်မာနိုင်ငံကို AB 6ရက်ကရောက်ရှိလာပြီးနိုင်ငံသားရေးဝန်ကြီးဦးသန်းစွေနဲ့တွေ့ဆုံကငလျင်ပေးနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့တယ်လို့ငလျင်ပေးတင်ဒေတာတွေကိုတွားရောက်လေ့လာခဲ့ပါရယ်အဲ့ဒီနောက်ပရိပခောက်ကိုအချိန်လျှော့ချရမယ့်အချိန်ဖြစ်တယ်လို့သူကပြောကြားလိုက်တာဖြစ်ပါရယ် Miss Viro ကအများစုကငြိမ်းချမ်းရေးကိုလိုလားကြပါရယ် ပြစ်ခတ်ရဲစဲရေးတောင်းဆိုမှုတွေလည်းရှိခဲ့ပြီးတော့အပြစ်ခတ်ရဲစဲကြောင်းကိုလည်းလက်နက်ကင်အင်အားစုအများအပြားကကြီးညာထားပါဗျ။ဒါချင်းစာနာထောက်ထားမှုအကူအညီပေးရေးအဖွဲ့တွေ၊ဆရာဝန်တွေနဲ့ကဲစဲရေးတွေကနိုင်ငံတော်ကပြည်သူတွေကို ထောက်ပံ့မှုတွေပေးနိုင်အောင်ဒီအပြစ်ခတ်ရဲစဲရေးကိုထိန်းထားနိုင်ဖို့ကျမတို့လိုအပ်နေပါဗျ။အခုအချိန်ဟာဒီပြစ်ခတ်ကိုအချိန်လျှော့ချရမယ့်အချိန်ဖြစ်ပါတယ်။အခုအချိန်ဟာတပ်ဖြတ်ခြင်းတွေကိုရပ်တန့်ဖို့အစံဖက်မှုတွေကိုရပ်တန့်ဖို့အချိန်ဖြစ်ပါတယ်။ဒါမှသာမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့တဘာဝဘေးနံပြီးနောက်အချင်းချင်းကူညီပံ့ပိုးနိုင်မှာဖြစ်ပါ ပါတယ်လို့ပြောပါတယ်မြန်မာနိုင်ငံမှာ2025ခုနှစ်မတ်လ28ရက်ကမန္တလေးမြို့အနီးစကိုင်းမြို့ကိုဗဟိုပြုပြီးငလျင်ကြီးနဲ့နောက်ဆက်တွဲငလျင်ငယ်တွေလှုပ်ခတ်ခဲ့တာကြောင့်လူပေါင်း4000ဝန်းကျင်သေဆုံးက9000ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်လားတူလန်ဒရာတွေလူနေအိမ်တွေဟိုတယ်တွေဘာသာရေးအဆောက်အုံတွေစာသင်ကျောင်းတွေဆက်သွယ်ကွန်ရက်တွေတအားပိကွန်ရက်တွေအစိုးရရုံးတွေဝန်ထမ်းအိမ်ယာတွေပြောကြပျက်စီးဆုံးရှုံးခဲ့ပါတယ်အဲဒါကြောင့်မြန်မာတက်မတော်က AB22 ရက်အထိအပြစ်ခတ်ရေးဆဲကြောင်းကြေညာခဲ့တယ်လို့ KR AIA နဲ့မြောက်ပိုင်းမဟာမိတ်၃ဘွဲ AA MNDAA TNNA တို့က AB 3ရဲ့အထိအပြစ်ခတ်ရဲဆဲကြောင်းကြေညာခဲ့ပါတယ်။အလားတူအမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းနှစ်ပတ်အပြစ်ခတ်ရဲဆဲကြောင်းကြေညာခဲ့ပါတယ်။ ါပေမဲ့ KIA နဲ့ NUG ပူးပေါင်းပြီးစကိုင်းတိုင်းဒေသကြီးအင်းတော်မြို့ကို AB 6ရက်ကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့မြမတက်မတော်ကလည်းလေကြောင်းပစ်ခတ်ပြီးတိုက်ခိုက်ခဲ့ပါတယ်မြမနိုင်ငံမှာနေပေါင်းများစွာဖြစ်ပွားနေတဲ့ပြည်ပခတွေနဲ့တဘာဝဗျံ့တရေတွေကြောင့်ဆင်းရဲမွဲတိမ်မှုတွေတိုးပွားလာနေတဲ့မြမပြည်သူတွေကို၆ဘတ်ကူညီနိုင်မဲ့နီးလန်းရှာဖွေပေးဖို့ကမ္ဘာတဝန်းကနိုင်ငံသားတွေအားမေတ္တာရက်ခံစားကုလအထူးကိုယ်စားလှယ် Miss Bureau ကတိုက်တွန်းခဲ့ပါတယ်မိမိအနေနဲ့မြန်မာနိုင်ငံမှာပြည်ပခကိုဦးဆောင်တဲ့ဖြည့်ရှင်းနည်းတွေနဲ့ငြင်းချမ်းပြီး င်းရေရှည်တည်တတ်မဲ့အနာဂတ်လမ်းကိုရှာဖွေဖို့အားလုံးနဲ့အတူလက်တွဲလှုပ်ဆောင်သွားမယ်လို့ကုလအထူးကိုယ်စားလှယ် Mitch Biro ကပြောပါတယ်စီအန်နိုင်တဲ့ထဏာရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ကုန်သွယ်ကုန်တိုးမြှင့်ကောက်ခံမှုတွေကိုယာယီဆိုင်ငံ့ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ကုန်သွယ်ခွင်တိုးမြင့်ကောက်ခံမှုတွေကိုယာယီဆိုင်ငံ့ခဲ့တဲ့ဆုံးဖြတ်ချက်ကြောင့်ကမ္ဘာလုံးဆိုင်ရာစည်းကွက်တွေနဲ့ဥရောပကောင်ဆောင်တွေရဲ့စိုးရိမ်ပူပန်မှုတွေအနည်းငယ်ပြေလျော်သွားခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။အမေရိကန်ရဲ့ကုန်သွယ်ဖက်နိုင်ငံ60ခန်းကိုကုန်သွယ်ခွင်တွေကောက်ခံတဲ့အစီအစဉ်စတင်အသက်ဝင်လာပြီးတဲ့နောက်နိုင်ပိုင်းအကြာမှာထရန့်ကကုန်သွယ်ခွင်အမြင့်ဆုံးကောက်ခံခြင်းခံရတဲ့နိုင်ငံတွေအတွက်ရပ်ပေါင်း90ကြာဆိုင်ငံ့ပြီးမှဖြစ်ကြောင်းကြေညာခဲ့ပေမယ့်တရုတ်နဲ့ကုန်သွယ်ရေးစစ်ပွဲမှာတော့အရှိန်မြင့်လာခဲ့ပါတယ်။ကုန်သွယ်ခွင်ဆိုင်ငံ့ခြင်းကြေညာချက်ထွက်ပေါ်အပြီးမှာအမေရိကန်ရဲ့ stock share စည်းကွက် ြန်လည်မြင့်တက်လာခဲ့ပြီးအာရှနဲ့ဥရောပရဲ့ကုန်သွယ်ရေးကဏ္ဍအတွက်စိုးရိမ်စိတ်တွေရောကြသွားစေခဲ့ပါတယ်။ဥရောပကော်မရှင်အကြီးအကဲအာဆူလာဖွန်တာလီယန်နဲ့အခြားဥရောပခေါင်းဆောင်တွေကလည်း Trump ရဲ့ဆုံးဖြတ်ချက်ကိုကြိုဆိုခဲ့ကြပြီးဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ဖို့မျှော်လင့်ထားကြောင်းပြောကြခဲ့ပါတယ်။ဒါပေမဲ့ Trump ဟာတရုတ်ကိုတော့ကုန်သွယ်ကုန်တွေထပ်မံတိုးမြှင့်ခဲ့ပြီးကမ္ဘာဒုတိယစီးပွားရေးအင်အားအကြီးဆုံးတရုတ်အပေါ်ဖိအားတွေတိုးမြှင့်ခဲ့ပါတယ်။ ထရန့်ဟာ EB ကိုရက်ကစတင်အသက်ဝင်ခဲ့တဲ့ကုန်သွယ်ခွန်ကောက်ခံမှုအစီအစဉ်မှာအမေရိကန်ကိုတင်ပို့တဲ့တရုတ်ရဲ့ကုန်စည်ရေးအပေါ်အခွန်100လေးရာခိုင်နှုန်းမှာ125ရာခိုင်နှုန်းအထိတိုးမြင့်ကောက်ခံခဲ့ပါတယ်။အမေရိကန်ကိုပို့ကုန်တင်ပို့တဲ့ဒုတိယအများဆုံးနိုင်ငံဖြစ်တဲ့တရုတ်ကတော့အမေရိကန်ရဲ့ပို့ကုန်တွေကိုလည်းအခွန်တွေပြန်လည်တိုးမြင့်ကောက်ခံကြောင်းကြေညာခဲ့ပါတယ်။ EB ကိုရက်ကတရုတ်ဗန်နိုင်းဝင်ကြီးဌာနကထုတ်ပြန်တဲ့ကြေညာချက်မှာဒေတာစံတော်ချိန်မွန်းတဲ့12နာရီတမိနစ်ကစပြီးတရုတ်ကိုတင်ပို့လာတဲ့အမေရိကန်ကုန်စည်ရေးအပေါ်အရင်အခွန်နှုန်း34ရာခိုင်နှုန်းမှာ အခုအခွန်နှုန်း84ရာခိုင်နှုန်းအထိတိုးမြင့်ကြောင်းဖော်ပြခဲ့ပါတယ်။တရုတ်ပေါ်အခွန်နှုန်းတိုးမြင့်ကောက်ခံတဲ့အမေရိကန်ဟာအမားပေါ်အမားဆင်းတဲ့လှုပ်ဆောင်ချက်ဖြစ်ပြီးတရုတ်ရဲ့တရားဝင်မှုရှိတဲ့အခွင့်အရေးတွေနဲ့အကျိုးစီးပွားတွေကိုဆိုးရွားစွာထိခိုက်စေကြောင်းတရုတ်ဗန်နိုင်းဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ယူကရိန်းမှာတပ်ဖွဲ့ဝင်တွေဖြန့်ကျက်ချထားရတဲ့အစီအစဉ်တွေကိုဥရောပကောင်ဆောင်တွေဆွေးနွေးခဲ့ကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရုရှားနဲ့ယူကရိန်းအကြားဖြစ်နိုင်ခြေရှိတဲ့အနာဂတ်အငြင်းငြင်းဤသဘောတူညီချက်ကိုထိမ့်သိမ့်ကြက်မှတ်ဖို့ယူကရိန်းမှာတပ်ဖွဲ့ဝင်တွေဖြန့်ကျက်ချထားရေးအစီအစဉ်နေတဲ့အတူဥရောပကောင်ဆောင်တွေဆွေးနွေးခဲ့ကြတယ်လို့ AP ကဖော်ပြခဲ့ပါတယ်။ ယူကရိန်းနိုင်ငံအတွင်းတပ်ဖွဲ့တွေဖြန့်ကျက်ချထားရေးနဲ့ပတ်သက်ပြီးပြည်ထောင်နယ်ပြင်သစ်တို့ဟာနိုင်ငံပေါင်း30ခန့်ကကာကွယ်ရေးဝန်ကြီးတွေတက်ရောက်တဲ့အစည်းအဝေးကို AP ဆဲရက်ကခေါ်ယူကျင်းပခဲ့ပါတယ်။ပြီးခဲ့တဲ့တနင်္ဘက်ကပြည်ထောင်နယ်ပြင်သစ်ထိပ်သီးစစ်ဘက်အရာရှိတွေဟာယူကရိန်းနိုင်ငံ KF မြို့တော်ကိုတွားရောက်ခဲ့ပြီးနောက် NATO ဌာနချုပ်မှအဲ့ဒီအစည်းအဝေးကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဥရောပခေါင်းဆောင်တွေရဲ့အရင်ပြုလုပ်နေကြပုံမှန်အစည်းအဝေးတွေလို့အမေရိကန်ဟာအစည်းအဝေးအတွင်းမှာပါဝင်ခဲ့ခြင်းမရှိပေမဲ့ယူကရိန်းနဲ့သက်ဆိုင်တဲ့ညီမချက်တွေဟာအမေရိကန်ရဲ့အထောက်ပံ့ပေါ်မှာမိခိုးနေရပါတယ်။ဒါပေမဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့် စိုးရဖွဲ့ကတော့ယူကရိန်းနဲ့ပတ်သက်တဲ့အထောက်ပံ့အစီအစဉ်တွေကိုလူသိရှင်ကြားဂရီးပြူပြောကြားခဲ့ခြင်းမရှိသေးတာပါ။ဥရောပအနေနဲ့မိမိရဲ့လုံခြုံရေးကိုမိမိကိုယ်တိုင်တာဝန်ယူရမယ်လို့အမေရိကန်ကသတိပေးခဲ့တဲ့နောက်ဥရောပနိုင်ငံတွေကတပ်ပေါင်းစုဖွဲ့စည်းဖို့အစီအစဉ်ကိုအလေးနက်ထားပြီးဆွေးနွေးခဲ့ကြပါတယ်။ဥရောပနိုင်ငံတွေစုပေါင်းဖွဲ့စည်းမဲ့တပ်ပေါင်းစုဟာဥရောပတိုက်ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့ပထမဆုံးစံတက်ချက်တစ်ခုအဖြစ်ရှုမြင်ခံရမှာဖြစ်ပါတယ်။ တပ်ပေါင်းစုဖွဲ့စည်းမဲ့ပုံစံဟာရုရှားယူကရိန်းငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့သဘောတဘာဝအပေါ်မူတည်လိမ့်မှာဖြစ်ပါတယ်။ဒါပေမဲ့ဥရောပတပ်ပေါင်းစုဟာယူကရိန်းနဲ့ရုရှားနယ်စပ်အနီးမှာစခန်းချဖွဲ့မရှိဘဲအပြစ်ခတ်ရစေးရေးသဘောတူညီချက်အရာတတ်မှတ်ထားတဲ့နေရာနဲ့ဝေးကွာတဲ့နေရာဒါမှမဟုတ်ယူကရိန်းနိုင်ငံအပြင်ဘက်မှာစခန်းချဖွဲ့ရှိတယ်လို့ကြေညာသူတွေကပြောကြားခဲ့ပါတယ်။ပြည်ထောင်အရာရှိတွေကတော့ဥရောပတပ်ပေါင်းစုမှာပါဝင်မဲ့စစ်သားအင်အားကို1000မှ3000အထိဖြစ်နိုင်ကြောင်းပြောကြားခဲ့ပေမယ့်ဥရောပနိုင်ငံတွေကအမေရိကန်ရဲ့အကူအညီမပါဘဲသူတို့ရဲ့စစ်သားတွေကိုဆေးလွတ်ဖို့တွန့်ဆုံနေကြပါတယ်။ ထရန့်ရဲ့ကုန်သွယ်ကွန်ကဘင်္ဂလားဒေ့ရှ်အထက်ကျုပ်လုပ်ငန်းကိုထိခိုက်နိုင်တယ်ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ2025ခုနှစ် AP မှာဘင်္ဂလားဒေ့ရှ်မှအမေရိကန်ကိုတင်ပို့တဲ့ပို့ကုန်တွေအပေါ်အခွန်38ရာခိုင်နှုန်းတိုးမြင့်ခဲ့တာကြောင့်ဘင်္ဂလားဒေ့ရှ်ရဲ့အထက်ချုပ်လုပ်ငန်းအပေါ်ချိန်ချမှုတွေရှိလာခဲ့တယ်လို့နီကေးအရှာကဖော်ပြခဲ့ပါတယ်။ထရန့်ဟာဘင်္ဂလားဒေ့ရှ်ရဲ့ပို့ကုန်တွေကိုပုံမှန်ကောက်ခံနေကြကုန်သွယ်ကုန်15ရာခိုင်နှုန်းထပ်ပို့ပြီး38ရာခိုင်နှုန်းအထိတိုးမြင့်ခဲ့တာဖြစ်ပါတယ်။ထရန့်ဟာအမေရိကန်လုပ်ငန်းတွေကိုကာကွယ်ဖို့ယူရဲ့ချက်နဲ့ကုန်သွယ်ခွင့်တွေတိုးမြင့်ကောက်ခံခဲ့တာဖြစ်ပေမဲ့သူ့ရဲ့အစီအစဉ်ဟာဘင်္ဂလားဒေ့ရှ်ရဲ့စီးပွားရေးအထူးသဖြင့်အထက်ချုပ်လုပ်ငန်းကိုကြီးမားစွာတက်ရောက်စေခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဒေါ်လာ25ဘီလီယံတန်ဖိုးရှိတဲ့နှစ်စဉ်ပို့ကုန်စုစုပေါင်းရဲ့80ရာခိုင်နှုန်းကအထက်ကျုပ်လုပ်ငန်းကဏ္ဍကဖြစ်ပါတယ်။လက်ရှိမှာဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရအဖွဲ့အကြီးအကဲမိုဟာမက်ယူနော်ဟာဘင်္ဂလားဒေ့ရှ်ပို့ကုန်တွေအပေါ်ကုန်သွယ်ကုန်တိုးမြင့်ကောက်ခံမှုကိုတုံးလာကြဆိုင်ငံ့ပေးဖို့အမေရိကန်ကိုတရားဝင်တောင်းဆိုထားပါတယ်။အမေရိကန်ထံကတဘာဝတက်ငွေရည်နဲ့စိုက်ပျိုးရေးထွက်ကုန်တွေဝယ်ယူဖို့သဘောတူညီချက်တွေအပါအဝင်အမေရိကန်ရဲ့ကုန်စည်တွေကိုပုံမိုတိုးမြင့်ဝယ်ယူမဲ့ဘင်္ဂလားဒေ့ရှ်ရဲ့အစီအစဉ်ကိုယူနော့ကအလေးထားဖော်ပြခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့အကြီးဆုံးအထည်ချုပ်ပို့ကုန်စည်းကွက်ဖြစ်တဲ့ဥရောပသမဂ္ဂဟာကုန်သွယ်မှုဆိုင်ရာအထူးအခွင့်အရေးတွေနဲ့စီးပွားရေးတက်ရောက်မှုတို့ကိုပေါင်းစပ်ပြီးအခြေအနေကိုတုံ့တက်လျက်ရှိပါတယ်။အဲဒါကြောင့်အဲ့ဒီအခြေအနေတွေဟာဘင်္ဂလားဒေ့ရှ်ရဲ့တန်းနဲ့ချီတဲ့အထည်ချုပ်စည်းရုံဝန်ထမ်းတွေရဲ့စားဝတ်နေရေးကိုချိန်ချောက်လာပွဲရှိတယ်လို့ကြေညာသူတွေကပြောကြားခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်အထည်ချုပ်လုပ်သားအများစုရဲ့တလလောက်ခလာစာဟာ၁၀၄ဒေါ်လာသာရှိပါတယ်။အဲ့ဒီအခြေအနေမျိုးမှာကုန်တွယ်ခွင့်မြင့်တက်မှုကြောင့်အမေရိကန်ဝယ်သူတွေကဘင်္ဂလားဒေ့ရှ်ထံကအဝတ်ထည်တွေအော်ဒါမှာယူမှုကို ဆွဲချလိုက်မယ်ဆိုရင်ဘင်္ဂလားဒေ့ရှ်အထက်ကျုပ်စက်ရုံတွေပိတ်ရမှာဖြစ်ပြီးအလောက်ကင်တွေဆုံးရှုံးရပဲရှိပါတယ်။ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေအနေနဲ့လည်းအမေရိကန်ရဲ့ကုန်သွယ်ခွင့်တိုးမြင့်မှုနဲ့ဥရောပတမကနဲ့ကုန်သွယ်ရေးအခြေအနေတို့ကိုဘယ်လိုတုံ့ပြန်မယ်ဆိုတာကိုပြည်သူတွေကစောင့်ကြည့်နေကြပါတယ်။ဆီယန်အန်ဒရင်ထနာရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်။ ယူရိုပါလိကွာတာဖိုင်နယ်ပထမအကြော်ပွဲစဉ်မှာဂိုဒမအွန်နာနာဟာအမှန်ယွင်းနေပြုလုပ်ခဲ့ပေမယ့်နီးပြအမရင်ကသူ့ကိုအလွန်ယုံကြည်မှုရှိတယ်လို့ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးရမယ်။ လိုင်ယွန်နဲ့ယူနိုက်တက်အသင်းတို့နှစ်ကိုးစီတည်ကြခဲ့တယ်။ယူရိုပါလိကွာတာဖိုင်နယ်ပထမအကြိုပွဲစဉ်မှာဂိုဒမားအိုနာနာဟာအမားရွင့်နေပြုလုပ်ခဲ့ပေမယ့်နီးပြအာမိုရင်ကသူ့ကိုအလွန်ယုံကြည်မှုရှိတယ်လို့ပြောခဲ့ပါတယ်။အာမိုရင်ကဒီလိုယာရီကဖြစ်နိုင်ပါတယ်။ခမရတို့ဘောလုံးကစားပြီးပွဲတွေအများကြီးကစားရရင်အမားတွေလုံမိနိုင်ပါတယ်။ဒီယာတီကိုကြည့်မယ်ဆိုရင်ဒီနောက်ဆုံးပွဲတွေနဲ့ပြီးခဲ့တဲ့လကပွဲတွေမှာသူတို့ထက်ကျွန်တော်အမားတွေပိုလုပ်ခဲ့ပါတယ်။အရာအလုံးကိုပြောင်းလဲဖို့နောက်ထပ်ပွဲတစ်ပွဲရှိသေးပြီးဒါကကျွန်တော်တို့ရဲ့အာယုံဆိုင်မှုဖြစ်တင်ပါတယ်။ဒါပေမဲ့ကျွန်တော်အိုနာနာကိုအလွန်ယုံကြည်မှုရှိပါတယ်လို့ပြောခဲ့တာပါ။ ဝနနာဟာလိုင်ယွန်အသင်းသွင်းယူခဲ့တဲ့နှစ်ဂိုးစလုံးကိုသူ့ရဲ့အမားယွင်းနေကြောင်းပြီးခဲ့ရတာဖြစ်ပါတယ်။ United အသင်းပြိတက်တီမှာဒီယာတီမှာအမားယွင်းနေအများပြပြုလုပ်နေတဲ့ဝနနာကိုဝေဖန်မှုတွေပြုလုပ်နေပေမဲ့နီးပြအာမိုရင်ကသူ့ရဲ့ကစားသမားကိုကာကွယ်ခဲ့တာပါ။ဒီပွဲမတိုင်ခင်ကလိုင်ယွန်အသင်းမှာကစားနေတဲ့ United အသင်းကစားသမားဟောက်မာတစ်စ်ကဝနနာကို United အသင်းတပိုင်းမှာအဆိုးရွားဆုံးကုသမားတွေကတဝူးဖြစ်ဖော်ပြခဲ့ပါတယ်။ United အသင်းကွင်းလယ်လူဟောင်း post goal ကလည်းလိုင်ယွန်အသင်းကိုပြီးခဲ့ရတဲ့အတွင်းကိုတွေအတွက်ဝနနာကိုပြစ်တင်မှုတွေပြုလုပ်ခဲ့တာပါ။ဝနနာဟာဝေဖန်ပြစ်တင်မှုတွေခံရပါ မဲ့လာမယ့် United အသင်းရဲ့ပွဲဒီမှာအသင်းရဲ့ပွဲထွက်လူစည်းရင်းနဲ့ဆက်ပြီးပါဝင်ဖို့ရှိနေတာပါ United အသင်းကလာမယ့်နေရာဒီမှာအူနာနာရဲ့နေရာအစားထိုးဖို့ကိုသမားတစ်တေရှာဖွေမှုပြုလုပ်နေပါတယ် United နဲ့ Lyon အသင်းတို့ရဲ့ Europa League Quarter Final ဒုတိယကြော့ပွဲစဉ်ကို AP 16ရက်မှာရှင်းပြိုင်သွားမှာပါနောက်ဆုံး၃ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးနေတဲ့ United အသင်းဟာလာမယ့် Premier League ပွဲစဉ်အဖြစ် Newcastle အသင်းအိမ်ကွင်းတွားရောက်ရှင်ပြိုင်ရမှာဖြစ်ပါတယ်။ CNN သတင်းဌာနရဲ့2025ခုနှစ်အပိလ17ရက်နေ့အတွက်နောက်ဆုံးရရှိခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပါပေးသူများအားလုံးစိတ်ချမ်းသာကိုကြံပါကြပါစေခင်ဗျာ။